ရှင်မောအပိုင်း34သူနှင့်လမ်းခွဲလိုက်ပြီးဟုကိုဘာသာဆုံးဖြတ်ပြီးသည့်နောက်ပုံမှန်ယုံတဲ့ယုံစင်လုံရင်အာကစားတင်တန်းပြရင်အလွမ်းနာတို့အနေထိုင်ဖို့ရှင်မောစူးစမ်းကြည့်သည်သို့တော်လည်းမျက်နှာတင်တန်းဆင်းချိန်ရောက်အောင်တိုင်သူနှင့်ထိုင်နေကြအေးဆိုင်နေတယ်လှမ်းမျောကြည့်မိသည် စနေနေ့မနက်ပိုင်းသင်တန်းပြီးလျင်ရောက်လာလေမလားဟုဆိုင်ကယ်တန်ကိုနားဆွင့်နေမိသည်ဘလိုပင်မျောနေပါတော့လဲအရေးရောအယောင်ပါမမြင်ရတော့သည့်အခါသူတကယ်နေနိုင်တာပါလားဆိုသည့်မတင်တ်ချက်တို့ဖြစ်ရသည်မဖြစ်နိုင်ပါဘူးဟုစိတ်ပိုင်းဖြတ်မိခဲ့တော့လဲအလွမ်းထန်တို့ကပြင်းထန်လာသည့်အခါမြင်တွေ့လိုစိတ်တို့ကတားမရစီးမနိုင်ငယ်ဘဝကဖဖူးခဲ့သည့် ချစ်ပုံပြင်းတို့တဲတွင်ချစ်သူနှုတ်ရင်ခွဲနာကြပြီးတေဆုံးသွားကြသည်ဆိုသည့်ဇတိန်ခမ်းများကိုယခုမှရင်မိုးနားလေခံစားတတ်တော်သည်ခံစားနေရသည့်ဝေဒနာတို့တတ်တာစေဖို့ဘာဖြစ်ဖြစ်ရင်ဆိုင်လိုက်တော့မည်ဟုပင်ဆုံးဖြတ်မိသည်မှာလည်းအခါခါရင်မိုးအသေးပွဲကောင်းနေသည့်အချိန်ဂျုံတွင်လည်းအထက်မြမပြီးခရယာယုံတစ်ခုဖွင့်လျင်အတွက်အလုံများနေကြသည် အဖေသည်ရုံးခွဲအစ်စ်တွင်ရင်မိုးအားအလုတာဝင်များစွာပေးအပ်လေသည် အလုတွေများနေသည့်ကြားကပင်ရန်စိတ်တို့ကအမေ့မလျော့မပြောက်မပြဲညဘယ်ရောက်လို့ဖုံးတံမြည်တံကြားတိုင်းသူစီကများလားဆိုသည့်အတွေ့ဖြင့်အပြေးကန်ရသည်မှလည်းအမောကြာလာတော့စိတ်ရောလူပါမောပန်းလာရသည် အလွမ်းပြင်းရန်အတွက်အချိန်သည်အကောင်းဆုံးတမားတော်ဟုဆိုပါလျင် အခြေအနေတို့ဒီမဲ့အကောင်ဆုံးစစ်တစ်ခွက်ဖြစ်လေမည်ဟုရင်မိုးထင်ပါသည် ထိုအခြေအနေ အချိန်ခါတို့ကိုစောင့်စားနေရင်သာအခန်းချဂျေမိုးကုတူကံဒီကောင်းသည့်ဘက်သို့ရောက်လာပြီးဟူဆိုရလိမ့်မည်လားမသိမြန်မာနိုင်ငံကာယဗလနှင့်ကာယအလအဖွဲ့ချုပ်မှနီးပြနေတိုင်းတင်နဲ့တက်ရောက်ရန်အကြောင်းကြားစာရောက်လာသည်ရှခင်ကပြည်နှစ်နှစ်တိုင်းအတိအမှအကစားမှုများ သက်ဆိုင်ရာဌာနအဖွဲ့ချုပ်မှအုပ်ချုပ်သူများကိုသာ နီးပြနေတိုင်းတင်တန်းအရာခွင့်ပေးထားသည်ယခုနှစ်မှာတော့စုများစွာရရှိခဲ့ဘူးချပြီးဆက်လက်ရှင်ပြိုင်စရာပြိုင်ပွဲမရှိသည့်မောင်ဟောင်းမေဟောင်းများအားမျိုးဆက်တစ်ထိုင်အဖြစ်ငွေထုတ်ပေးရန်ရည်ရွယ်ပြီးတက်ခိုင်းခြင်းဖြစ်သည်သင်တန်းကာလတလာခွဲကြမြင့်အဖေကရင်မိုးအားတွားတက်စေခြင်းသဖြင့်တလာခွဲစာအထုပ်ပိုးပြင်ဆင်ပြီး ရန်ကုန်သို့ဆင်းခဲ့လိုက်သည်။သင်တန်းခန်းမှရှိရာ အဖွဲ့ချုပ်ခြံဝင်းအတွင်မှပင်အဆောင်စီစဉ်ပေးထားသဖြင့်သင်တန်းသူသင်တန်းသားများအပြင်သိပ်မထွက်ဖြစ်ကြတော့မြမလေရွေးစဉ်အားကစားသမားများအတွက်ကစားခန်းမှကြီးလည်းရှိနေသည်။ညနေ3:00နာရီတင်နန်းပြီးချိန်တွင်တငယ်ချင်းများနှင့်အတူရင်မိုးပြန်ကစားဖြစ်သည် ပြိုင်ပွဲဟုရည်ရွယ်ပြီးကစားနေသည်မဟုတ်သည့်အတွက်ကစားရသည်မှာပေါပါလွတ်လပ်သည်လမ်းရှာကိုဟန်ပြတို့ကို အချင်းချင်းဒိုင်းလုပ်ပြီးကြည့်မီတော့ရေမောပျော်ရွှင်ရသည်ညဖက်များတွင်ကံတော်ကြီးပတ်လန်းပေါ်အဖွဲလိုက်လမ်းလျှောက်ကြသည် စုလီနာကဒေါ်ရိတ်ကြီးလက်ဖက်တုပ်ဆိုင်သွားပြီးမျက်နှာတစ်ခေါင်ထိုင်ကြသည်အဆောင်ပြောင်းဝင်ခြင်းကတ်တတ်ထားခြင်းမရှိရေမိုးတို့ကို လူကြီးတွေလိုဆက်ဆံတတ်မှတ်ပေးထားသည် အဖွဲ့ချုပ်တိုင်းမူကြီးများအားကျေးဇူးတင်ရသည်ပငယ်ချင်းများနှင့်လက်ဖင်ဆိုင်ထိုင်ရင်းချင်းတွေနားထောင်ဘူးအဆောင်သူတို့ထုံးစံအတိုင်းဖြာလိမ့်နဲ့ကြောက်ပြင်းနဲ့တို့မေးဘူးပြီအဆောင်သားကလက်ဖင်ဆိုင်တွင်မဒီနှစ်တင်စားမော အတွဲခွေပေးထားပြီးအော်တိုရီဗတ်လောက်ခိုင်းထားသည်ပေါ်ပါလွတ်လပ်ခြင်းတို့အပြည့်စာချက်ဆရာမလို့သည့်တင်နန်းဖြစ်နေသည့်ဖြစ်ရင်မိုးတို့အတွက်အပန်းဖြေစခန်းတစ်ခုရောက်နေသလိုပဲ။ အဖွဲ့ချုပ်မှလူကြီးများသည်တင်နန်းကာလပြီးဆုံးသည့်အချိန်နှင့်တိုင်းနယ်ပြည်နယ်မောင်းမဲပြိုင်ပွဲကျင်းပသည့်အချိန်ကိုတိုက်ထားကြသည်တင်နန်းစင်းများအတွက်ဒိုင်းဆန်မွေးဝဲဖြည့်ဆိုရန်ဖြစ်သည်ဆံမွေးဝဲဆိုသည့်အတန်ကြားလိုက်ရမှအားလုံးကပြူးပြူးပြပြဖြစ်ကုန်ကြသည်တင်နန်းစင်းလင်းလျင်အောင်လက်မှတ်များပေးပြီးအဖွဲ့ချုပ်တိုင်းဖြစ်ပြီးဟုမှတ်တမ်းတင်ထားကြသောကြောင့်ဖြစ်သည်ကိုဟန်ပြပခြင်းတင်ပြဖို့အတွက်တိတ်မခက်ခဲတော်လဲ ဒါအဖြစ်စစ်ဆေးခံရမည်ကတော့ခက်ခဲမည်ထင်သည်အထူးသဖြင့်မောင်များကိုအကဲဖြတ်ရဖို့ပိုခက်ခဲမည်တသားတုအမြင်အဆိုင်တို့နေရာအလိုက်ညီတို့အမှတ်ပေးရမည်ကိုတင်နန်းကာလအတွင်းစိတ်ဝင်တစားနားမထောင်မိခဲ့မယ်များကိုသာထိုင်လို့ရလိမ့်မည်ဟုဘားကြောင့်များတွင်းမိခဲ့သည်မသိမယ်ပြိုင်ပွဲတွင်ဒိုင်ခွနဲ့ဦးတတ်မှတ်မည်ဆိုလျှင်အမျိုးသမီးဒိုင်၅ဦးနှင့်အမျိုးသားဒိုင်၂ဦးပါဝင်ရပြီ မောင်ပြိုင်ပွဲတွင်အမျိုးသားထိုင်၅ဦးနှင့်အမျိုးသမီးထိုင်၂ဦးတို့ပါဝင်ကြရသည်အကဲဖြတ်တိုင်းအရေးအတွက်အတိုးအလျှော့ရှိနိုင်တော်လဲပါဝင်သည့်တိုင်းအရေးအတွက်ကတော့ထိုကဲ့သို့အချိုးကျဖြစ်လေသည်ရှင်မိုးတို့တင်နန်းစင်းများကတော့ပွဲတိုင်းတွင်ဒိုင်းအဖြစ်ဆောင်ရွက်ပြီးဆက်မေးပွဲဖြေချာရမည်ဖြစ်သည်အဖေလွာများကိုဒိုင်ကျုပ်ကိုယ်တိုင်ဆက်စေးပြီးဒိုင်များအမှတ်ပေးစရာဖြစ်လေတိုက်ကြည့်မိဟူကြားပြရသည် ထိုအချိန်ကဒိုင်ချုပ်သည်ရေချောင်းဌာန၏ညွှန်ကြားမှုချုပ်တစ်ယောက်ဖြစ်ပြီးဝါသနာအရဆောင်ရွက်ပေးခြင်းဖြစ်သည်ကိုတိုင်ကအကစားသမားဖြစ်ပြီးနိုင်ငံတကာအသိမှတ်ပြုနည်းပြနှင့်ဒိုင်နက်မတ်များကန်ဆောင်ထားသူဖြစ်သည်အကယ်ဖြစ်အမှတ်ပေးခြင်းနှင့်ဒိုင်များသမသမတ်ကြမှုရှိခြင်းမရှိခြင်းတို့ကိုအလွန်အလေးထားသူလည်းဖြစ်သည်ဒိုင်များ၏နောက်ဖက်ခုံတန်းတွင်သင်တန်းစင်များနေရာယူကြသည် အငဲရန်မောင်များစင်မော်ရင်လမ်းရှာကိုဟန်ပြခြင်းပထမအကြိမ်ပြီးဆုံးသွားသည့်အခါစင်နောက်ဖက်သူပြန်ဝင်သွားကြသည်ပနာမအစဉ်အရစကားတင်15ဦးကိုတစ်ချိန်ခတ်စနစ်ဖြင့်ရွေးချယ်ရမည်ဖြစ်တော်လဲပြိုင်ပွဲဝင်အားလုံးမရှိတော့မှရွေးချယ်ဖို့တတိရသည်နောက်တစ်ခေါက်ပြန်တက်လာမည်ထင်ပြီးအမှတ်ပေးစရာတွင်တစ်ချိန်မခတ်လိုက်မိပြန်တွေးကြည့်တော်လဲဘသူ့ကိုမှမမှတ်မိတော့ဝန်ထမ်းကောင်လေးများက အမှတ်ပေးစာရွက်များလာသိမ့်သည့်အချိန်ကြမှစိတ်မှန်းဖြင့်ရန်တန်ကြက်ချေခတ်လိုက်ရတော့သည်စကားတင်ဆဲဦးဆက်ရှင်ပြိုင်သည့်အခါတွင်အာယုံဆိုင်လိုက်ကြည့်ပါတော့လဲဘသူကိုဘယ်အဆင့်ပေးရမည်လဲကိုမသိပဲခေါင်းများမိုးဝေလာသည်နောက်ဆုံးငါးဦးအဆင့်ပြိုင်ပွဲတွင်ဒိုင်းကျုပ်သည်တင်နန်းသားများအားညတာသောအဖြစ်ဒိုင်းများနှင့်ဒန်းတူခွင့်ရေးတစ်ခုပေးသည်ပထမဒုတိယတတိယစတုထ ပြင်စမအဆင့်နေရာရွေးချယ်ပေးရန်အတွက်ဝေခွဲရခက်ခဲနေလျင်နှိုင်းရှင်ကြည်လိုသည့်ပြိုင်ပွဲဝင်များအားဆင်ရှိသူခေါ်ထုတ်ပြီးနောက်တစ်ချိန်ရှင်ပြိုင်ခိုင်းခြင်းဖြစ်သည်ဘသူကိုဘယ်အဆင့်ပေးရမည်များညီမမဝေခွဲတတ်တော်လဲထို့သို့နှိုင်းရှင်ခေါ်ဖို့အထီတော့ရှင်မိုးတတိမရှိသဖြင့်သူများခေါ်သည့်နံပါတ်များကိုသာရောရှောင်လိုက်ကြည့်နေလိုက်သည်နှိုင်းရှင်ခေါ်လိုသည့်ထိုင်ကုန်အမတ်ကိုကျင်ညာပေးသဖြင့် ပြိုင်ပွဲဝင်ပေါင်းများသည် ထိုထိုင်ကုန်ရှိသူပြေးလာကြကပုံစံမျိုးစုံဖြင့်သူတို့၏ကြက်သားများကိုဖြစ်ညှက်ထုတ်ပြကြသည်။တကြိမ်တွင်တော့ရင်မိုးနေရသည်ထိုင်ကုန်အမတ်အမတ်နှစ်ဖြစ်ပြီးနှိုင်းရှင်ခေါ်သည့်ထိုင်ကုန်ကအမတ်၆ဖြစ်နေသည်။ပြိုင်ပွဲဝင်ပေါင်းများသည်ခုနှစ်ဦးရှိသည့်ရင်မိုးတို့အရေးအတွက်ကိုစင်ပေါ်မှ ပြောင်းပြန်ရေတွက်လိုက်မိကြသည်ထင်ပါသည်။ထိတ်ဆုံးမှရေတွက်လျင်နှစ်နေရာနှစ်၆နေရာသည် ဒုတိယနေရာဒုတိယနေရာဖြစ်နေတဲ့အခါရေမိုးရှည်သူပြေးလာကသူတို့ဤကြွက်သားများကိုအပြိုင်ဖြစ်နေပြကြတော်သည်ကြည့်ဖို့လဲမရင်မုံထားဖို့လဲအာနာနေသည့်အခါရေမိုးမှာချွေးပြန်လာတော်သည်ဖတ်ဖူးခဲ့သည့်ဟာပတပုတ်ကအတွေးထဲလာပေါ်နေသည်သည်အလွန်ရှက်တတ်သည့်အပြိုကြီးညီမနှစ်ယောက်အားအဖေလုတ်သူကမောင်ပြိုင်ပွဲသွားကြည့်ရန်လက်မှတ်ပေးလိုက်သည်မောင်ပြိုင်ပွဲမှာပြန်လာသည့်သမီးများအားပြိုင်ပွဲအတွေ့အကြုံအကြောင်းအဖေလုတ်သူကပြန်မေးသည် အဝိအစားမပါသည့်ခန္ဓာကိုယ်ကိုမကြည်ရဲသည့်အတွက်အဝိဝိထားသည့်တနေရာသာစိုက်ကြည့်နေခဲ့သဖြင့်ဘာတွေပြနေသည်ကိုမသိခဲ့ချာဟုဆိုသည်အတွင်းကံဘောင်းမီတထဲသာဝစင်ကြရသည့်မောင်များကိုကြည့်ထိုဟာတလေးကိုတတိယသွားမိတော့ကိုလိုပဲမကြည်ရဲဖြစ်ရပြီစင်မော်ရင်အတူရှင်ပြန်ခဲ့စဉ်ကယခုလောက်အကြည့်ရခက်သည်ဟုသတိမထားမိခဲ့အဆုံးသတ်တွင်တော့စိတ်မန်းဖြစ်သာအစဉ်ပေးလိုက်တော်သည် ရင်မိုးအဖြေလွာကိုထိုင်ကျုပ်ဤသုံးသက်ချက်အရဒေတာဆွဲစိတ်ရှိသည့်အတွက်တမတမတ်ကြသည့်ဒိုင်ခေါင်းတယောက်ဖြစ်ဖို့စူးစမ်းရအောင်မြူဆိုလေသည်ရင်မိုးရွေးချယ်ပေးလိုက်သည့်ပထမဒုတိယတတိယမောင်အားလုံးသည်မန္တလေးသားများဖြစ်နေသောကြောင့်ဖြစ်သည်မြို့တော်တွင်ဖြစ်စေအဖွဲကြောင့်မှအတိမတ်ပြုဒိုင်လက်မှတ်တော့ရင်မိုးရယူနိုင်ခဲ့ပြီတလာခွဲခန့်အဆက်အသွယ်ပြတ်သားသည့်ယုံတွင်အပြောင်းလဲတို့ကစီးကျုံနေလေသည်ယုံဝင်းအတွင်ရှိ ဇေဒီတစုကိုထုံးတင်ငန်းကပ်ပြီးထီးတော်ပြန်တင်မိအစီအစဉ်စတင်နေကြပြီဇေဒီအနားတွင်ဇေယကြီးတစောင်ရှိပြီးပစ္စည်းများတူလောင်ရာဂိုဒေါင်ယုံနောက်နားတွင်တိမ်တော်တစ်ခုရှိသည်ဇေဒီနှင့်တိမ်တော်သည်ဟိုးယခင်မြမမြင့်မြတ်လက်ထက်ကလေးကရှိနေခဲ့ကြသည်ဟုဆိုသည်စီရကူပြုတ်ရင်တိဆောက်မည်ဖြစ်ပြီးဝန်ထမ်းအင်အားတွေနေထိုင်သောမင်းကလေးများကစနေတနင်္ဂနွေအပတ်စဉ်တိုင်းတန်ရှင်းရေးလုပ်နေကြသည်။တောက်ကြညတိုင်းဝှစ်ယူကြသည်။ ဝိယုအသင်းအဖွဲ့ခေါင်းဆောင်အဖြစ်ဝန်ထမ်း ANTG တယောက်ကတာဝန်ယူရပြီးဇေဒီကိုထုံးတင်ငန်းကဲ့ရန်နှင့်ထီတော်တင်ရန်အတွက်အလူငွေများကိုကန့်စမ်းမဲ့စာအုပ်များဖြင့်ကောက်ခံသည်ပထမဦးစွာဝန်ထမ်းတက်တာငွေဖြင့်တီဗီစပိန်ထမင်းပေါင်းအိုးနှင့် DVD စက်တို့ကိုဝယ်ယူထားသည်ကန်ဆန်းမဲ့စာအုပ်များကိုနေစခန်းအသီးသီးသို့ပို့ပေးထားပြီးဝန်ထမ်းများကန်ဆန်းပါဝင်နိုင်ကြသည်။တစားဝင်း200ကျပ်ဖြင့် ကန်ဆန်းအလူငွေပါဝင်နိုင်မည်ဖြစ်ပြီးမဲမပေါက်ပါကလည်းကုသိုလ်အလူဖြစ်ပါဝင်ပြီးသားဖြစ်သည်အလူကံဖက်ပိုင်းစာအုံများကိုနေစခန်း၁၉ခုရှိဥကြီးဥကြီးအရာရှိများထံပေးပို့ရမည်။နောက်တစ်ပတ်တွင်ဥကြီးအရာရှိများတိုင်းလာပတ်အစီဝေးရှိနေသည့်အချိန်မှတည်တံ့ပေးပို့စရာမလိုတော့။အစီဝေးရှိသည့်ရမားဆိုရင်ရှင်မိုးတယောက်ဂျုံမာရောအိမ်မာပါအလုရှုပ်ရသည်။ စီမံဝန်ထမ်းဖြစ်နေသဖြင့်လိုအပ်သည့်စည်ရင်းစရာများကိုဥစည်းရာရှိများထံမှတောင်းယူပေးရသည်ထို့သောလူချင်းတွေ့တွင်ဓာတ်ရိုက်တောင်းမထားနိုင်ရင်စခန်းများသို့စာပို့ဖုံးဆက်တောင်းရသည်မှာမလွယ်ဘူးလားပဲဥစည်းရာရှိများကလည်းစခန်းအတွက်စီခွဲတဲ့နှင့်ဘတ်ဂျက်ရမ်းမီကိစ္စမဟုတ်သဖြင့်အရေးတည်ယူမရှိချာထို့အတူအိမ်မှာလည်းရာရှိများအားမနှက်စာထမင်းကျွေးသည့်အခါဝိုင်းကူစီစဉ်ပေးရသည် ယခင်ကအစည်းဝေးသို့လာသည့်ဦးစီးရာရှိများသည်မန္တလေးတွင်တဲခိုစီရာအမျိုးအိမ်များမရှိလျင်အပြင်တဲခိုခန်းတွင်တဲခိုကြရသည်မနက်စာနေ့လယ်သားညစာတို့ကိုဥပတာဝယ်စားကြရသည်ထို့အခါအစည်းဝေးတက်ခြင်းသည် သူတို့အတွက်ကုန်ကြစီများသည်တောက်တက်စားတက်သည့်ရာရှိများအဖို့ငွေကြေးသုံးဆွဲမှုများလာသည့်အခါစခန်းပါကျက်ပါ ထိခိုက်လာတတ်သည်ယခုအခါမနက်စာအတွက်တိုင်ဦးစီးမှုအိမ်မှကျွေးပြီးနေ့လယ်စာနှင့်ညနေစာကို တိုင်းယုံဝန်ထမ်းတတမကျွေးစီသည်တဲခိုစရာနေရာအတွက်အသင့်ရှိနေသည့်ဘန်ဂလိုအဟောင်းကိုအရာရှိများတဲခိုရန်အတွက်ပြန်လည်ပြုပြင်ထားပြီးအတူပါလာသည့်ဝန်ထမ်းငယ်များအတွက်အဆောက်အသစ်တို့ထပ်မံတိုးချဲ့ဆောက်လုပ်ပေးထားသည်မနက်စာချက်ပြုတ်ပြင်ဆင်ရန်အတွက်အမေနှင့်အတူဝန်ထမ်းအမျိုးသမီးများဝိုင်းကူပေးကြပါတော့လေရင်မိုးပါဝင်အခန့်ပေးရသည်ပြီးလျင်သူတို့အရင်ရုံးတို့စောပြေထားနှင့်ပြီး တောင်းရမည်စည်ရင်စရာများနှင့်အလူခံဖြတ်ပိုင်းစာအုပ်များကိုစီစဉ်ထားရသည်။ယခင်ကစည်ရင်စရာများတောင်းယုံကိုပင်မလွယ်ကူရသည့်အထက်ယခုအခါအလူခံဖြတ်ပိုင်းများပါ ပေးရအုံးမည်ဆိုသည့်အခါရှင်မိုးအတွေးတို့ဖြင့်စိတ်ရှုံနေမိသည်။မနက်ပိုင်းအစည်းအဝေးတွင်တော့ရုံးအုပ်ကြီးကအလူခံဖြတ်ပိုင်းများ အကြောင်းရှင်းပြထားပြီးဖြစ်သည်။နေ့လေသမင်းစားပြန်လာကြသည့်အချိန်တိုလေးအတွင်းမှာပင် ဦးစီးအရာရှိတယောက်မြင်တိုင်းအလူခံဖြတ်ပိုင်းစာအုပ်လေးများအပြေးအရွာပေးကြရသည်စခန်းနှစ်အတွက်က၃အုံတော့ဦးစီးကဘက်စခန်းကလည်းဟင်းအနားရောက်လာသည့်ဦးစီးအရာရှိနှစ်ယောက်အနက်တယောက်ကိုရှင်မိုးမြင်မှုနေကြမဟုတ်သဖြင့်မေးလိုက်မိခြင်းဖြစ်သည်တိုင်းလာဘက်အစီဝေးများကိုဦးစီးအရာရှိများကိုယ်တိုင်တက်ရောက်လေးရှိကြပြီးမဖြစ်မနေမလာနိုင်သည့်ကိစ္စရှိမှသာဒူးဦးစီးများကိုတက်ရောက်စေသည်စခန်းတစ်ခုခုမှဒူးဦးစီးမူတက်ရောက်လာခြင်း ဖြစ်မည်ဟုရင်မိုးထင်လိုက်သည်ကျွန်တော်ကစခန်းအမှန်လေးကနေစခန်းလေးအတွက်ဆိုရင်6အုံနော်ဒီမှာတခါလေလက်ခံရရှိကြောင်းလက်မှတ်လေးထိုးပေးခဲ့ပါသူက၃ဖြစ်ပြီးကျွန်တော်စခန်းအတွက်ကြဘာလို့6အုံယူရတာလဲဗျမကျင်မနဲ့အတန်ဖြင့်ထိုးလူကဆိုလာသည်ဘာလို့လဲဆိုစခန်းနှစ်ကအစီး90စခန်းဖြစ်ပြီးရှင်တို့စခန်းကအစီး100စခန်းဖြစ်နေလို့စခန်းကြီးနေလို့လေဝန်ထမ်းအရေးအတွက်ပို့များလို့ပေါ့မသိရင်ရှင်ဦးစီးမှုကိုရှင်ပြန်မေးကြည့်လိုက်ပေါ့ ရင်မိုးကလည်းစိတ်မရှိသည့်လေးတန်းဖြစ်ပြန်ဖြေလိုက်မိသည်ထိုစဉ်ဌာနခွဲစီရေးကြီးအန်တီဂျီကသမီးရေသူကစခန်းလေးကိုအစ်စ်ပြောင်းလာတဲ့ဦးသီးရရှိအစ်စ်လေးခွဲဟုဝင်ဖြေနေသည်မသိလို့မေးတာပဲဗျာတိုင်ယုံကစာရေးဆရာမတွေစီရေးပါတီကလည်းစွာချက်အလူကံဖြတ်ပိုင်း6အောက်ကိုကောက်ယူပြီးစာရွက်ပေါ်တွင်လက်မှတ်ထိုးကအစီဝေခန်းတွင်သို့ပြန်ဝင်သွားသည့်သူ့အားရင်မိုးကြောင်ကြည့်နေပြီ။ကြောင်ကြားလေးဖြစ်ပြီးတခွန်းမခံပြန်ပြောသွားသည့်သူ့ပုံစံက ကျဆက်ဆန်မာကြောကြောတိုင်းဦးမစီးမဆိုတော့လေရှင်မိုးအားတိုင်းဦးစင်းမူတမီမန်းရာရှိအလုံးသိနေကြတယ်ဘသူမှသူ့လိုမပြောရဲချရှင်မိုးစိတ်ထဲမကြင်မနှက်ဖြစ်သွားတယ်သူတို့အစည်းအဝေးပြန်ဆခြင်းတွင်အန်တီဂျီအားသူ့အကြောင်းမေးကြည့်ရတော့တယ်အမေကဥထွန်ထွန်လင်းမန်းလေးတိုင်းအတွင်စကန်းအမှတ်၁၁မှစကန်းအမှတ်၄တို့ယာဒူတိုးပြောင်းရွှေ့လာသူဖြစ်သည် ဝင်ကြီးနှင့်ညွှန်ကြားမှုချုပ်တို့ကပါသူ့အရေးချင်းကိုသဘောကျသဖြင့်သူဦးစင်းမှုလောက်တဲ့လင်းနဲ့မပြည့်သေးခင်ဦးကြီးအရာရှိရာသူတိုးမြင့်ကအစိတရာစခန်းကြီးတို့ပြောင်းရွှေ့ပေးလိုက်ခြင်းဖြစ်သည်တဲ့အန်ဒီကြီးပြောပြနေသည်ကိုနားထောင်ရင်ရှင်မိုးရုပ်တည်းရဲ့တရိယာပါမိသည်သူ့ကိုမြင်ဘူးနေသလိုထင်မိနေသည်မှာအမှန်တကယ်မြင်ဘူးခဲ့ခြင်းဖြစ်သည်ပဲစခန်းအပတ်၁၁ဟုတ်သည်အဖေတိုင်းမှုစီမှုအဖြစ် 小溪那边，只看两个，把他马上一接，上得看魂被，说谁人啊？身边开的杜梨木，真了得的。